ကျွန်တော်ဒီနေ့တွေ့တယောသားလေးတစ်ပုဒ်ကိုဖတ်ပြကြမှာလေးဒီတယောသားလေးကိုရေးသားထားသူကတော့ဆရာမဂျော်ရီပဲဖြစ်ပါတယ်တယောသားလေးကိုဖတ်ခွင့်ပြုပါရန်ဆရာမဂျော်ရီနဲ့မုံမခမီဒီယာ Facebook page တို့ဟာကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှ ချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာ ရေးတော်ဘုံအောင်ကိုအောင်ရမည်ပြင်းအောင်ရွာအတွက်အမိုက်ပုံး ်ပြုတ်ဆပြင်းအောင်ကြေးရွာမှလှိုက်လဲစွာကြိုးဆိုပါ၏ဟေမန်သစင်ဂျူနီယာဂျော်ဒီတို့တငယ်ချင်းတစုចောင်းပိတ်ရက်တွင်လိလာ၏ခီထွက်လာခြင်းဖြစ်သည်ဟေမန်သစင်၏ညီမငယ်ဆုံးလေးမိမိလဲပါလာသည်သူတို့မိတော်ရကြီးကအလွန်အလုရှုပ်သဖြင့်ကလေးမထိန်နိုင်လိလာ၏ခီထွက်လို့လင်းကလေးကိုပါတပါးလေးခေါ်သွားမှခွင့်ပြုမိဟုဆိုသဖြင့်မိမိကိုခေါ်လာရလေသည် ရောထိတ်ကိုဝင်လာသည်နှင့်ခန့်ညသောဆိုင်းပုတ်ကြီးကနှွေထွေးစွာစီးကြိုသည်ဆိုင်းပုတ်အနီးသစ်ပင်ကြီးများပေါ်တွင်ရှက်တန်းနေသောပင့်ကူအိမ်များတွင် တကုတ်ကုတ်လှုပ်ရှုံနေသောအေယာမတော်ကြီးပင့်ကူများ လေအဝေးတွင်ဝေဝဲနေသော ဖုံမုတ်ဖြူဖြူများနှင့်အတူရှင်ပွက်ထူထူများဒါကဲ့သို့ညွန်လိုက်တဲ့ပြုတ်ဆပြင်းအောင်ကြီးရွာစစ်ပေရောက်ပြီဟေပြုတ်ဆပြင်းအောင်ရွာလေတွင် သူတို့သွားလို့တော့ကြီးရော်အိမ်ရှိသည် သူတို့ရောက်တော့မြို့မှာဧည့်သည်လေးများကိုတော်တလေးစားစရာများဖြင့်ဖွဲ့ဝဲရာရာချက်ပြုတ်ကျွေးမွေးရန် ကြီးရော်တယောက်စံတဝါဝါပြင်ဆင်နေလေသည်ရောက်ရောက်ချင်းပင် ထမင်းပွဲပြင်လေရာဂျော်ဒီတို့ဖွဲ့မှဝိုင်းဝင်းကူညီခုခတ်ရင်းထမင်းပွဲဝင်ရတော့၏ကြီးရော်၏အထူးဟင်းလျာကဝဘိုးမြစ်ဆက်နှင့်ကြက်သားဟင်းပင်မြို့သူလေးမိမိကား ဝဘိုးဝါကိုဟင့်ချက်ထားသည်ဆို၍အထုစိတ်ဝင်စားလေသည်ကြီးတော်မှဒါကဝဘိုးဝါဖြစ်လာမဲ့ပြင်ပေါက်ဆိုလေးတွေကိုလိပီချက်ထားတာကွဲဟုစိတ်ရှည်လက်ရှည်ရှင်းပြရာတဘာဝပဝန်းကျင်ချစ်တတ်သူမိမိကမျက်လုံးမျက်စံပြူကပြောရှာသည်ဟင်ဒါဆိုသူတို့ဝါမင်မဖြစ်ရခင် လူတွေကချက်စားပြစ်ကြတာလားနှမျောစရာနော်မစားရတော့ဘူး ကြီးတော်ကပြုံရင်မနှမျောမာနဲ့မိမိရဲ့အခုလိုမဟုတ်ကြောင့်ဆိုရင်ဝါတော်ထဲမှာဒီလိုဝါမျက်စုံတွေကမြေကြီးရဲ့ကထုတ်ထွက်လာတော့သူတို့ကိုအကောင်ဒီအတိုင်းမနှုတ်ဖဲထားရင်ဝါပင်တွေကြက်သိပ်ပြီးကြီးတင်တယ်လို့မကြီးတော့ဘူးဒါကြောင့်တချို့ကို အခုလိုအဆိုးပေါက်ပေါ်အောင်မှာကလေးကနှုတ်ပြီးဖဲ့ပေးရတယ်ဒါမှဝါတော်ကိုထိမ့်သိမ့်ရကြတာလီအကုံတော့နှုတ်မပြစ်သင်ဘူးပေါ့ မလိုတဲ့အမိုက်ကိုဖယ်ပေးပေါင်းတင်ပေးတဲ့သဘောပေါ့အမိုက်ဆိုတော့တန်ကြာတီနဲ့ဟေမန်သဇင်တို့ခေါင်းထောင်ထလာသည် သူတို့ဒီရွာကိုလာဖို့အကြောင်းဖန်လာသည်က အမိုက်ကြောင့်ပင်ဒီဟေမန်သဇင်ဂျော်ရီဂျူနီယာတို့တငယ်ချင်းတစု အမိုက်ပါလာရက်ကိုလေ့လာနေသည်ကပ္ပရွာကြီးတွင်တနေ့တခြားတိုးပွားလာနေသောအမိုက်များကိုဘလို့စနစ်တကျစွန့်ပစ်မည်လူသားများချိုးပြုတ်ရန်ဘလို့ပြန်လဲအုံပြုတ်မည်ဆိုသည်ကို လိလာနေကြခြင်းဖြစ်သည်အမိုက်ကိုစနစ်တကျမစွန့်ပစ်လင်းထွက်ပေါ်လာသောအနံစုံများဓာတ်ငွေများကြောင့်လူတွေကိုကျန်းမာရေးထိခိုက်စေခြင်းစိုးကျုံများခံစားရစေခြင်းတွေကို လူတွေသိအောင်ပညာပေးကြမည်သို့တော်လည်းစွန့်ပစ်အမိုက်များဤတနေ့တခြားများပြားလာမှုအန်ဒရယ်ကလည်းမသေးလာသဖြင့်အမိုက်ကရွှေဖြစ်ဆိုသလိုဤပညာကျေးဇူးဖြင့်လူသားအကျိုးပြုလျက်စင်မိတောင် ထုတ်လုံနေနိုင်ကြောင်းစသဖြင့်အမိုက်များထဲမှရသမျှပြန်လည်အသုံးပြုနိုင်ရန်လိုအပ်ကြောင်းလည်းဖြန့်ဝေပညာပေးကြမည်။ဒါကြောင့်အမိုက်များပေါ်သည့်ဆိုသောပြုတ်ဆပြင်းအောင်ကြေးရွာတို့လိလာရေးခီးထွက်ရန်အသင့်တော်ဆုံးဖြစ်ကြောင်းသူတို့တငယ်ချင်းကဲသွေးကလက်ညွန်သည်။ပြုတ်ဆပြင်းအောင်ကြေးရွာတွင်ဘူးကွန်ပလင်းကွန်စသည့်အမိုက်များကို အိမ်တွင်အလှဆင်ကနေထိုင်နေသည့်ကြီးတော်ရှိကြောင်းလည်းသတင်းရထားလေသည်။ ကြီးတော့တိန်လုံးတွင် ပလင်းလွန်များစက်ကူဘူးကွန်များ အတူအဆာများဖြင့်ပြုတ်ဆပြင်းအောင်ရွာသူပီတာလာလီသည်ကြီးတော့ကထိုရာများကိုအမိုက်ဟုမြင်ပြီး လွင့်မပြည့်ရဲလိုအပ်သလိုပြန်လဲတုံးချနိုင်ရန်တိန်စီထားပုံရသည် ဟေမန်သင်ကကြီးတော်အားထင်ကြီးလေးစားစွာဟာကြီးတော်ကတောင်းမာနေပြီမေခင်မီတဲ့တော့အမိုက်တွေတွေကရသမျှပြန်စေယူဖို့စူးစမ်းထားတာပဲ နိုင်ငံတကာမှာဆိုရင်ဒိုင်ပါရှင်တွေကိုရိမန်းချက်ပန်းနိုင်ထပီတော့ကိုအမိုက်တွေတွေကရသမျှပြန်ဆဲဖို့ကြိုးစားနေကြတာကြီးတော်ကမိမ့်မိန်ကြီးပြုံးနေလေသည်အမှန်ကဘာမှမသိအောင်တောက်တူမဲရအလုတ်ရှုပ်တရောင်ရောင်ရှိခြင်းနဲ့အတူပြည့်ရည်ချင်းကြောင့်ကြီးတော်ရင်အမိုက်ထူနေရသည်ကို ကိုဝမ်းနာကိုသာသိလေသည် ဟေမန်သင်ကဘုဒ္ဓထုတ်ခါအမိုက်များနဲ့အတူနေသောကြီးတော်ကြောင့် မှတ်တမ်းတင်နေသည်ကဲတို့တွေပြုတ်ဆပြင်းအောင်ရွာတွေကိုတော့လေကြမေလီ ပြုတ်ဆပြင်းအောင်ရွာကလေးကစာတင်တဲ့ចောင်းကလေးကိုလေတော့ကြည့်ကြမေဂျူနီယာကနှိုးဆော်သည်ထိုးစဉ်ကြီးတော်အရှင်မမြင်လေတစည်းကိုမိမိကမြင်သွားပြီးခုံဆော့ခုံဆော့အားရဝမ်းသာတရင်ပေးလေသည်မမတို့ရီမြင်းကလေးကိုပန်းပန်ပေးထားတယ်ကြည့်ကြစမ်းခေါင်းတွင်ပန်းမွင့်ကလေးနှင့်မြင်းကလေးကိုကြည့်ပြီး မြင့်စည်းလုံနေသောမိမိကိုကြီးတော်ကနောက်တစ်ခါလာရင် မြင့်စည်းတင်ပေးမည်ဟုဂရိပြုလေသည်တို့နှင့်ပြုတ်စပြင်းအောင်ရွာတွင်သို့မြင်းလေကလေးစီးကလဲ့လေကြလေသည်ပထမဆုံးရွာเจ้าမှကလေးများစီးပါလာသောလက်ဆောင်များပြီးရင်လာခဲ့ကြသည် ရွာเจ้าမှကလေးများနှင့်မိမိမှာရွယ်ရူခြင်းတငယ်ချင်းလွယ်စွာဖြစ်ကြလေသည်မိမိကဒီရွာရောက်တူလာခဲ့ပုံကိုပြောပြမိတ်ဆက်ရင်း ကလေးများ၏ရီမန်းချက်ကိုစူးစမ်းလေသည်ကလေးများကတန်ငယ်စင်းသားလျက်တယောက်ကကြောင်းဆံမဖြစ်ချင်တယ်ဟု သူ့ရှေ့မှတမ်းမိုက်ဆံမကိုကြည်ရင်ဖြေလျာကြောင်းဆံမလှုပ်လို့သူတွေအရှုရှုပေါ်လာလေသည် နောက်တယောက်ကတော့ဆရာဝန်လုံးမေအိမ်ကအမိုးနေမကောင်းတဲ့ဆရာဝန်ပြရတာပိုက်ဆံတွေရမ်းကုန်တာပဲငါဆရာဝန်ဖြစ်မှအမိုးကိုစိတ်ကူပေးမယ်စသဖြင့်သူတို့နဲ့နီးစပ်ရာလောက်ကင်များကိုတွေးတော့ခါ တယောက်တစ်မျိုးဆန္ဒတွေပေါ်ထုတ်ကြလေသည်ငါကစစ်သားလုံးမေစစ်တိုက်ချင်လို့ဟူကလေးတယောက်ကပြောရာသူ့နှဘေးမှာကလေးကစစ်သားလုံးရင်တော့မင်းသေးပြီသားမန်ငါကဘိုးချုပ်မှုကြီးလုံးမဒါမှငါလုံးချင်ရာတွေလုံးပြီးကြည်ကြည်တက်ချမ်းသာမှာကွာငါတို့ရွာနာကဘိုးချုပ်ကြီးတွေဆိုရင်ငါတို့လယ်မြေတွေလည်းတင်းလို့ရတယ်စစ်လက်ကိုယ်တိုင်တိုက်เสียမလို့ဘူးသူနဲ့တယောက်တစ်ပေါက်ညှင်းခုန်နေကြရာဂျော်ဒီကကဲကဲ မင်းတို့အထဲမှာစာရေးဆရာတို့ကဗျာဆရာတို့ဖြစ်ချင်ကြသူတွေမပါကြဘူးလားဟုမေးလိုက်ပြီးကလေးများမှာတုတ်တုတ်မှမလို့သူတို့စိတ်ထဲမှာစာရေးဆရာကဗျာဆရာဆိုတာကိုကွင်ကွင်ကွက်ကွက်မြင်မုံမပေါ်ကြအမှန်တော့သူတို့မှာចောင်းစာအုပ်မှလွယ်ပြီးအပြင်စာအုပ်စာရင်းများကိုဖတ်ခွင့်မရကြရှာပြီးကလေးတို့အတွက်သူတရာတာစာအုပ်များမှာကယခုလိုတော့ရွာလေးတွေမှာရှာပါပါပြီး သူတို့စီကိုဖတ်ဆရာကလေးစာကိုကလေးတွေတက်နိုင်သမျှရောက်ဖို့ရန်ဂျူနီယာတို့အားလုံးတိတ်တိတ်ကလေးဆုံးဖြတ်မိသည် ဟေမန်သင်ကတော့အမိုက်ဟုရေးသားထားသော သူ့ဘုတ်ကြီးထဲမှ recycle ဆိုသောခေါင်းစဉ်အောက်တွင် ပြန်လဲရွေးထုတ်အုံပြုရန်ဟုခေါင်းစဉ်ကိုတိမတ်ခါတစုံတရာကို ရေးနေလေသည်ဘယ်အမိုက်တွေထဲမှဘာကိုပြန်လဲရွေးထုတ်ရန်ကြံ့စီနေသည်ကိုမသိထို့နောက်ကလေးများကိုနှုတ်ဆက်ခါ ရွာတွင်းသို့ဆက်လာကြသည်ရွာလန်းတလျှောက်တွင် အမိုက်များကပေါ်ပါပြီအမိုက်ဆိုလင်စိတ်ဝင်တစားလေးလာခြင်းသောဟေမန်သင်ပင်ခေါင်းတွင်မူလာသည် အမိုက်တွေကလည်းများတယ်နော်ဂျူနီယာကညီပြောလေးပြောလေသည်အဲ့ဒါရွာလူကြီးနဲ့သူ့အဖွဲ့ကနေတိုင်းလိုက်ချထားတဲ့အမိုက်တွေလီအဲ့ဒါကြောင့်ပြုတ်ဆပြင်းအောင်ကြေးရွာမှာအမိုက်တွေပေါ်တယ်ဆိုနာမည်ပြက်နေတော့ဟူကြီးတော်ကပြောရာ ကျော်ဒီတို့ကဟင်ရောင်လူကြီးနဲ့ဖွဲ့ကဘာလို့တမင်အမိုက်တွေလိုက်ချရတာလေသူတို့ကတိမ့်တောင်ပြေးအောင်ပါလီသူတို့ကရွာသားတွေကိုလမ်းဖြောင်းဖြောင်းမတော်စီခြင်းကြဘူးလီရွာသားတွေရှောင်များတဲ့လမ်းဆိုရင်သူတို့ကအမိုက်တွေချကြတော့တာပဲဒါမှရွာသားတွေလှုပ်ရှုပ်ပြီးခီးမတွင်မှရွာသားတွေလှုပ်ရှုပ်လေသူတို့လှုပ်ချင်ရလှုပ်လို့ရလေလို့တွက်ပြီးအမိုက်တွေကိုတပုံတပင်ကြံဖန်ချနေကြတာပဲ ကြီးတို့စကားကိုကြားပြီးသူတို့အားလုံးရွာလူကြီးတို့အဖွဲ့ကိုယုံရှာဆက်ဆုံမိကြသည်ဒါဝိမဲ့တို့ပြုတ်ဆပြင်းအောင်ရွာသားတွေကသူတို့ဘလို့ပဲအလုရှုပ်အောင်ခီးမတွင်အောင်မျက်စိလက်လက်ကိုတွားရမယ်လမ်းကိုကိုတိကြတယ်ဒါကလည်းခေါင်းဆောင်ခေါင်းတွေရှိလို့ပေါ့ဟောဟိုမကြီးလမ်းတလျှောက်တို့ရွာသားတွေအမိုက်ကောက်နေကြတာရွာသားလူငယ်တစုကဥဆောင်ကရွာလမ်းတလျှောက်အမိုက်များကောက်နေကြသည် သူတို့ထဲမှာခေါင်းဆောင်ဖြစ်သူကိုနိုင်က ကျွန်တော်တို့တွောင်းရမယ်လမ်းကို ထွေပြောင်းအောင်မိုက်တွင်မျိုးမျိုးချနေပြီမင်းကျွန်တော်တို့သတိကြီးကြီးနဲ့လမ်းလျှောက်ရင်ကောက်ဖယ်ကြရတယ်ဒါမှကိုလိုရာခီးကိုရောက်မယ်လီဟေမန်သင်ကရွာသားများကောက်ဖယ်နေသောမိုက်များတွင် ပြန်လဲအုံပြုံနိုင်မိပစ္စည်းပါမပါတိလိုလာသည်တို့နှင့်သူတို့ကောက်ထားသောမိုက်အနည်းသို့တိုးကပ်ရင်းအတွင်းသို့ချိန်လိုက်ရာ အမိုက်အတွင်းတွင် ပလီပလာပီယာစနစ်ကျင်သုံးရေးလန်ကျုပ်လူမျိုးရေးဘာသာရေးဒီကယုံစူပူကျန့်ဖက်လန်လွယ်မှု မတရားလေသိမ်းရာသိမ်းမှု ဖုံကြီးကြောင်သိမ်းမှုစသောပုပ်ရဲ့နန်းစောဘလုံးမပြန်လဲတော့မပြုတ်နိုင်သော အမိုက်ဆိုးမိုက်တိုးအမိုက်ဆွေးမြောင်များစွာကို တွေ့လဲရရာထိုကဲ့သို့အမိုက်များစွန့်ပြေရန်အမိုက်ပုံတစ်ခုအမြန်လိုအပ်နေပြီဟုစဉ်းစားမိကား ဖိုးမိုင်များစွန့်ပြစ်မြုံနှံရန်နေရာတစ်ခု၏လိုအပ်သောချက်များအားတစ်ချက်ချင်းချရေးလိုက်လေသည်ပြီးနောက်ရွာလူငယ်ခေါင်းဆောင်များလည်းထဲသို့အလင်အမြန်လက်ဆင့်ကမ်းလိုက်လေသည်ဒီအမိုက်တွေစွန့်ပြစ်ရမယ့်အမိုက်ပုံဟာငလင်ကြောမှမရှိရဘူးကန့်ဆက်ချောင်းဆက်မနီးရဘူးလေစိမ့်နဲ့မနီးရဘူးဒါပြင်နီးနားမှရှိတဲ့ပြည်သူတွေရဲ့စံနာသဘောထားတွေလည်းထည့်စင်စားရမယ် ပြီးတော့အမိုက်ပုံဒီဇိုင်းလုပ်တဲ့ခါမှလည်းအနည်းဆုံး20သိန်းအထိလက်ခံနိုင်မဲ့နေရာကျယ်ဝင်းလေရုရေရုညဉ့်ဉန်းမှုကိုကာကွယ်ပေးမဲ့အစီအရင်ဒါ့အပြင်အဲ့ဒီ20သိန်းအတွင်းပြောင်းလဲသွားနိုင်မဲ့လူမှုဘဝစီးပွားရေးပြောင်းလဲမှုစတာတွေကိုပါထည့်စဉ်းစားတာတောင်းမပြည့်စုံသေးပဲအမိုက်ပုံကို လုံကြုံစိတ်ချစွာပိတ်ပြီးသွားတာတောင်းဆက်ပြီးထွက်နေအောင်မဲ့ဓာတ်ငွေတွေတငံကြီးတွေကိုနှစ်တော်စားထိဆက်ပြီး စောင့်ရှောက်ရမယ့်အစီအစဉ်တွေကိုပါထည့်သွင်းစဉ်းစားရမယ်။ဒါတောင်သိစိတ်မချရသည်။ဖြစ်နိုင်ရင်ဒီအမိုက်စိုးများကိုပြုတ်စပြင်းအောင်ရွာမှာတောင်မကကဘာရွာရဲ့နှီးဝင်းကျင်မှာတောင် မရှိသေးခြင်းတော့ဒီအမိုက်စိုးတွေကို အပီးတိုင်စွန့်ပစ်နိုင်မည်အလုံးကြုံအစိတ်ချရဆုံး အမိုက်ပုံးတစ်ခုအမြန်လိုခြင်းနေပါသည်။ကြော်ဒီ